ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှာကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး9အငယ်1မှ49ထို့နောက်မှာယူဒပွဲခံစဉ်တွင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော်မူ၏။ယေရုရှလင်မြို့၌တူးတကားနာမှာဟေပြဲဘာသာစကားအဖြစ်ဘေတိတဒအမည်ရှိသောရေကန်ရှိ၏။သူရေကန်သည် ကနာပြင်ငါးဆောင်နှင့်ပြည့်စုံ၏ ထိုကနာပြင်တို့၌မျက်စိကံခြေမစွမ်းကိုပိန်ချောက်သောသူတို့မှစာ၍အနာရောဂါဆွဲသောသူများအပေါင်းတို့သည် ရေလှောက်ရှားခြင်းကို မျောလင့်၍နေကြ၏အကြောင်းမူကားအချိန်တန်လျင် ကောင်းကင်တမန်သည် ရေကန်တို့ဆင်းသက်၍ရေကိုလှောက်ရှားတတ်၏ထို့သောရေလှောက်ရှားသည့်နောက် ရှေ့ဦးစွာဝင်သောသူသည်မိမိ၌ဆွဲသည်မြသောအနာရောဂါနှင့်ကင်းလွတ်ခြင်းတို့ရောက်တတ်၏ ထိုအခါ38နှစ်ပတ်လုံးယောဂါဆွဲသောသူတစ်ယောက်သည် ရေကန်နားမှာရှိ၏ထိုသူသည် တုံးလုံးနေသည်ကိုယေရှုမြင်တော်မူ၍ကြာလပြီဟုသိတော်မူလျှင်တင်သည်ကျမ်းမာခြင်းသို့ရောက်လိုသလောဟုမေးတော်မူ၏နာသော သူကလည်းသခင်ရေလှူရှားသော အခါရေကန်ထဲသို့အကျွန်ုပ်ကိုသွင်းထားမိသူမရှိပါအကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည်အကျွန်ုပ်ရှေ့မှ ဝင်တက်ပါသည် ဟုပြော၏ ယေရှုကလည်းထလောကိုအိယာကိုဆောင်၍လှမ်းသွားလောဟုမိန့်တော်မူသည်ခဏချင်းတွင်ထိုသူသည်ပဂတိအဖြစ်သို့ရောက်၍မိမိအိယာကိုဆောင်လျက်လှမ်းသွား၏ထိုနေ့သည်ဥပုံနေဖြစ်၏ထိုကြောင့်ယူဒလူတို့ကဥပုံနေဖြစ်၏အိယာကိုမဆောင်အပ်ဟုယောဂါကင်းသောသူအားဆိုကြ၏သူကလည်းအကျွန်ုပ်ကိုကြမ်းမာစေသောသူက ကိုအိယာကိုဆောင်၍လှမ်းသွားလောဟု ဆိုသည်ဟု ပြန်ပြော၏ယူဒလူတို့ကလည်း ကိုအိယာကိုဆောင်၍လှမ်းသွားလောဟုတင့်အားဆိုသော သူကအဘဲသူနည်းဟု မေးမြန်းကြ၏ထိုသူကအဘဲသူဖြစ်သည်ကိုယောဂါကင်းသောသူသည်မသိအကြောင်းမူကားထိုအရ၌လူစုဝေးလျက်ရှိသည်ဖြစ်၍ယေရှုသည် မထင်မရှားထွက်ကြွတော်မူ၏ထို့နောက်မှယေရှုသည်ဗိမာန်တော်၌ထိုသူကို တွေ့တော်မူလျှင်တင်သည်ကျမ်းမာခြင်းရှိ၏တာ၍ဆိုသောဘေးနှင့်ကင်းလွတ်မီအကြောင်း နောက်တဖန်ဒုစရိုက်ကိုမပြုတ်နှင်းဟုမိန့်တော်မူ၏ထိုသူသည်တွား၍မိမိကိုချမ်းမာစေသောသူသည်ယေရှုဖြစ်သည်ကိုယူဒလူတို့အားကြားပြောလေ၏ထိုအမှုကိုဥပုံနှင့်၌ပြုတော်မူသောကြောင့်ယူဒလူတို့သည်ယေရှုကိုညှင်းဆဲကြ၏ယေရှုကလည်းငါကမဲတော်သည်ယခုတိုင်အောင်အလုံးလုတော်မူသည် ဖြစ်၍ငါသည်လည်းလုတ်ဤဟုပြန်ပြောတော်မူ၏ တို့ဖြစ်၍ဥပုံနေကိုဖြစ်တည်တာမကဖျားသခင်ကိုမိမိအဖာဟုခေါ်၍မိမိကိုဖျားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်ယူဒလူတို့သည် ကိုရောကိုတတ်ခြင်းငါတာ၍ရှာကြံကြ၏ယေရှုကလည်းသင်တို့အားငါအမှန်အကန်ဆိုသည်ကခမည်းတော်ပြုတော်မူသော အမှုကိုတားတော်သည် မြင်၍သာပြု၏မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင် ခမည်းတော်ပြုတော်မူသည်။အတိုင်းတားတော်လည်းပြု၏ ခပီးတော်သည်တားတော်ကိုချစ်တော်မူ၍ပြုတော်မူသည်များတို့ကိုတားတော်အားပြတော်မူ၏။သင်တို့သည်အံ့ဩဖွယ်ရှိစေခြင်းငှာဤမြမကတား၍ကြီးစွာသော အမှုအရာတို့ကိုတားတော်အားပြတော်မူလိမ့်မည်။ခမီးတော်သည်တေလွန်သောသူတို့ကိုထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့ထိုနည်းတူတားတော်သည်လည်းအလိုရှိသမျှသောသူတို့ကိုရှင်စေ၏။လူအပေါင်းတို့သည် ခမီးတော်ကိုယုံသေးသည်နည်းတူတားတော်ကိုယုံသေးစေမည်အကြောင်း ခမီးတော်သည်အဘယ်သူကိုမျှတရားစီရင်တော်မမူတရားစီရင်ခြင်းအခွင့်ရှိသည်မြကိုတားတော်အားအပ်ပေးတော်မူ၏တားတော်ကိုမယိုသေးသောသူသည်ကတားတော်ကိုဆေလွတ်တော်မူသော ခမီးတော်ကိုမယိုသေးသောသူဖြစ်၏ငါအမှန်အကန်ဆိုသည်ကငါစကားကို နားထောင်၍ငါကိုဆေလွတ်တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရ။တည်ခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူဖြစ်၏။ ငါအမှန်အကန်ဆိုသည်ကတေလွန်သောသူတို့သည်ဖျားသခင်သားတို့၏စကားတန်ကိုကြား၍ကြားသောအဖြစ်အသက်ရှင်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏အကြောင်းမူကားခမည်းတော်သည်ကို၌အသက်ရှိတော်မူသည်ဤသူသားတော်သည်မိမိ၌အသက်ရှိရသော အခွင့်ကိုပေးတော်မူ၏သားတော်သည်လူသားဖြစ်သောကြောင့်တရားစီရင်ခြင်းအခွင့်ကိုလည်းအပ်ပေးတော်မူ၏ဤအမှုအရာကိုအံ့ဩခြင်းမရှိကြနှင့် တင်းကြိုင်းများမှာရှိတော်သူအပေါင်းတို့သည်တားတော်ဤစကားတန်ကိုကြား၍ထွက်ရမည်အချိန်ကာလရောက်လက်တံကောင်းသောအကျင့်ကိုကျင့်တော်သူတို့သည် အသက်ရှင်ရာထမြောက်ခြင်းတို့၎င်းစိုးရုပ်သောအကျင့်ကိုကျင့်တော်သူတို့သည်အပြစ်စီရင်ရာထမြောက်ခြင်းတို့၎င်းထွက်ရကြလက်တံငါသည် ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်ငါသည်ကြားသည့်အတိုင်းတရားစီရင်၏ ငါစီရင်ချင်းသည်လဲတရားတော်နှင့်ညီညွတ်၏အကြောင်းမူကားငါသည် ကိုယ်အလိုသို့မလိုက်ငါကိုယ်စေလွတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏ငါသည် ကိုယ်အကြောင်းကိုတည်တည်ခံလျင်ငါတည်တည်မတီးငါ၏အကြောင်းကိုတည်တည်ခံသောသူတစ်ပါးရှိသေး၏ထိုသူ၏တည်တည်တီးချောင်းကိုငါတည်၏သင်တို့သည်ယောဟန်ထံသို့စေလွတ်ကြ၏သူသည်တမန်တော်ဘက်၌တည်တည်ခံ၏ထို့တော်လေ လူပေးသောတက်တီကိုငါသည်ပမာဏမပြုသင်တို့သည်ကဲတင်ချင်းတို့ရောက်မီအကြောင်းဤစကားကိုငါပြော၏ယောဟန်သည်ညှိထွန်း၍လင်းသောစီမီဖြစ်၏သင်တို့သည်သူ၏အလင်း၌ခဏတာမွေလျောခြင်းငါအလိုရှိကြ၏ယောဟန်ဤတက်တီထက်တာ၍ကြီးသောတက်တီသည်ငါ၌ရှိ၏ အချင်းအမှုတို့ကိုငါပြီးစည်းစေခြင်းငါခမည်းတော်သည်ငါလက်သို့အပ်ပေးတော်မူ၍ငါပြုတော်ထိုအမှုတို့သည်လည်းငါဘက်၌နေ၍ခမည်းတော်သည်ငါကိုစေလွတ်တော်မူသည့်အကြောင်းကိုတည်တည်ခံကြ၏ခမည်းတော်သည်လည်းငါဘက်၌တည်တည်ခံတော်မူ၏ခမည်းတော်ဤစကားသံတော်ကိုသင်တို့သည်မကြားတဒံတော်ကိုမမြင်နှုတ်ကပတ်တော်သည်လည်းသင်တို့၌မတီး အကြောင်းမူကားဆေလွတ်တော်မူသောသူကိုတင်တို့သည်မယုံကြည်ပဲနေကြ၏။ကျမ်းစာအပြင်ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့်တင်တို့သည်ကျမ်းစာကို စစ်စစ်ကြည့်ရှုကြ၏။ထိုကျမ်းစာပင်ငါ၏သက်သည်ဖြစ်၏။တင်တို့သည် အသက်ကိုရအောင်ငါထံသို့လာခြင်းငါအလိုမရှိကြ။လူပေးသောဘုံအသက်ရီကိုငါမခံ။ထို့တော်လည်းဖျားသခင်ကိုချစ်ခြင်းမြတ်တာသည်တင်တို့၌မရှိသည်ကိုငါသိ၏။ ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာတော်လဲသင်တို့သည်ငါကိုလက်မခံကြ အခြားသောသူသည်မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်အချင်းချင်းပေးသောဘုံအတ္တရီကိုသာခံ၍ဘုရားသခင်သာလျှင်ပေးတော်မူတတ်သောဘုံအတ္တရီကို အလိုမရှိသောသင်တို့သည်အဘယ်သို့ယုံကြည်နိုင်မည်နည်းကမီးတော်ရှိ၌ငါသည်တင်တို့ကိုအပြစ်တင်မိဟုမထင်ကြနှင့်တင်တို့ကို အပြစ်တင်သောသူတပါးရှိသေး၏ ထိုသူကသင်တို့ကိုးစားသောမောရှိပေတည်းသင်တို့သည်မောရှိဤစကားကိုယုံလျင်ငါစကားကိုမယုံဘဲမနေနိုင်ကြအကြောင်းမူကားမောရှိသည်ငါအကြောင်းကို ရေးထား၏သူရေးထားသောစာကိုသင်တို့သည်မယုံလျင်ငါစကားကိုအဘယ်သို့ယုံနိုင်မည်နည်းဟု ယူဒလူတို့အားမိန့်တော်မူ၏ဇာနာရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you ရသခင်ဒီနေ့မနေ့ကျမ်းတော်နှုတ်ကပတ်တမကျမ်းစာဖတ်ချခြင်းအတွက်ကြီးတော်ချီးမွမ်းပါတယ်။သခင်ယေရှုသည်ကျွန်တော်လောကကိုလာတဲ့ခါမှာလူတွေထာဝရအသက်သာမကပဲလောကမှာအသက်ရှင်တဲ့ခါမှာကျမ်းမာခြင်းအာဏာတော်သူများမျက်စိကန်းချီမဆွမ်းကိုပင်ချောက်တော်သူမှအစအနာရောဂါဆွဲတော်သူတွေတော့ကိုဖျားသခင်ရဒီနေ့ကျမ်းမာဖို့ရန်ကုရှင်ဒီနေ့လောကကိုလာခြင်းဖြစ်တဲ့အတွက်ကြီးတော်ချီးမွမ်းတော်38နှစ်ပတ်လုံးယောဂါဆွဲတော်သူတွေမှအစား နာတာရှိယောဂဆွတဲ့သူတွေကိုလည်းဘုရားသခင်ကြီးကြံ့မတော်အခွင့်ကိုပေးပါတယ်။နေဘုရားသခင်ကြီးလောကကိုကောင်းကျိုးပြုတော်ညာလေဒီနေ့အပြစ်ပြောရတူကြတော့ဘေးနားမှာအင်မတန်မှများပါတယ်။မြည်သူရှိပါလေစေဘုရားသခင်ရဲ့စေခိုင်းသောအမှုကိုဆောင်ရွက်တဲ့အတွက်ကြောင့်မင်္ဂလာရှိပါတယ်။ဘုရားသခင်ဒီနေ့ဘုရားသခင်ရဲ့နားထောင်စကားကိုနားထောင်ပြီးစေတုတော်မူသောသူကိုယုံကြည်သောအသက်တာဖြစ်စေဖို့မဆာပါ။ ယခုယုံကြည်ခြင်းအပြင်သာဝရအသက်ကိုရပြီးအပြည့်စင်ခြင်းမခံရဆိုတဲ့အတိုင်းပဲတင်ချင်းမှအသက်ရှင်ခြင်းသို့ကုနာတော်သူဖြစ်ပေါ်ရန်အတွက်ဘုရားသခင်စကားကိုကျွန်တော်နားထောင်ပြီးသခင်ယေရှုကိုလောကမှာလက်ခံသောအတ္တဖြစ်စေဖို့မာစားတော်မူပါကျမ်းစာကိုကျွန်တော်ဖတ်ရှုပြီးတော့သာဝရအသက်ကရဖို့ရန်ဒီနေ့ကျမ်းစာကိုစစ်စစ်ကြည့်ရှုသောအတ္တတဖြစ်စေဖို့ကျွန်တော်တို့ခွန်အားပေးသနာရမှာပါ။အသင်တော်မှာရှိတဲ့အမှုတော်ဆောင်များတကြည်သူများမှာအစလူငယ်လူရွယ်တက်လက်တကြွယ် ခရစ်သူများအထီးကိုရှင်တောင်းကြီးကောင်းကြီးပေးတယ်မှာစားပါယာသည်ဥရုပုံပြင်းတဲ့အတွက်ကြောင့်ဖခင်အားလုံးယာသည်ဥဒဏ်ကိုခံနိုင်ရှိစေပြီးနေအစဉ်တိုင်းလှုပ်ဆောင်မှုဖြစ်တဲ့လုပ်ငန်းဆောင်တာများကိုကောင်းမွန်စွာလှုပ်ဆောင်ခွင့်ပေးသနာရမှုပါဟုတ်ပါဒီနေ့စာမွေးဖြည့်ပြီးတော့တာသည်များကိုကျေးဇူးတင်လို့စာမွေးဆက်လက်ဖြည့်ပြီးဖြစ်တဲ့တာသည်များလည်းကောင်းကြီးပေးပါရဝေးရနီပြည်တွင်ပြပမှာရှိတဲ့ညီကိုမတော်မများအတင်းသူပြည်သားများရဲ့လုပ်ငန်းဆောင်တာပေါ်မှာလည်းကိုရှင်ကောင်းကြည့်ပြည်လည်းမှာစားရမှာပါ ဘုရားသခင်ရဲ့မေတ္တာကြီးစွာကိုနေ့ရက်အစတိုင်းခံစားရပြီးလှုပ်ဆောင်ဖြစ်တဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်စေဖို့မာစားရမှုပါအသင်တို့ရဲ့ဘိမနော်တိဆောင်ခြင်းအမှုကိုလည်းဘုရားသခင်ကြီးသွမှုပြုတော်မူပါအားလုံးဘုရားသခင်ပြုတော်အမှုကိုဆက်လက်ပြီးလူရှိဘုရားရှိမှချီးမွမ်းရတော့ခွင့်ကိုရပါမည်ကြောင့်ကိုရရှင်ကိုအားပါတယ်ဟုတ်ပါအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့ဒီနေ့မနေ့အချိန်မှနေ့လယ်နေဝင်မှုချွတ်တဲ့အောင်ဘုရားသခင်ရဲ့တူပါရှိတဲ့လမ်းပြပါမိကြောင်းသခင်ရွှေခတ်တော်ဘုရားရှင်နာမ၌ ဒီနေ့တလုံးတက်ကရုရှင်လက်ဝဲဆက်ကဆုတောင်းပါတယ်ဖပါပြသခင်အာမင်တော်ရပြားဒီသင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောသာဝရပြာသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသော။ ဒါဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပြေတော်မူပါစေတော်တမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တော်ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်